ုဆောင်ကနေထိတ်တန်းကျဲဝင်ဖြစ်လာမဲ့ချောင်းချင်မိုင်ပြည်သူများရှင်အသက်23နှစ်တာရှိသေးတဲ့ဒီအိုမင်းသမီးချောင်းချင်မိုင်ဟာဖျော်ပြင်းနယ်ပယ်မှာအထင်ကြီးလောက်အောင်အောင်မြင်မှုတွေကိုတည်ဆောက်ထားနိုင်တဲ့သူဖြစ်ပါတယ်။သူမငယ်ရွယ်စဉ်ကတည်းကအနုပညာခီးကိုစတင်ခဲ့ပြီးတော့ Growing Pain နဲ့ Go Brother လို့လို့ဇာကာရီယာနေတဆင်ပရိသတ်တီချေရတဲ့ကလေးသယိုးဆောင်တူဖြစ်လာခဲ့ပါတယ်။အဖြစ်ကင်းတဲ့ရုပ်ရည်တဘဝကြတဲ့သယိုးဆောင်မှုပုံစံနဲ့ဇယုံမျိုးစုံကိုလိုင်ရောညှိထွေဖြစ်အောင်ဆွမ်းဆောင်နိုင်မှုဟာအသက်အရွယ်နဲ့မလိုက်အောင်ပရိသတ်တီရဲ့နှလုံးသားကိုဖန်ဆားစေနိုင်ခဲ့ပါတယ်။ကလေးသယိုးဆောင်ဖြစ်တဲ့ရတ္တမသွားပဲရှေးဆက်ပြီးတော့ A-list ချေဝင်နေအဖြစ်ကိုကြော်ကြားတဲ့ဒီနိုင်ငံရဲ့ထိတ်တန့်အမှုပညာအကြောင်းတစ်ခုမှာသင်ယူခဲ့ပြီးတော့မစုံမနစ်တဲ့ဂျိုးစားမှုတွေ ရှီမန်ချက်တွေကြောင့်အခုဆိုရင်တော့အရေးချင်းရှိတဲ့တရုတ်ဆောင်တူဖြစ်ကြောင်းသက်သေပြနိုင်ခဲ့ပါတယ်။ဒီမောင်နေနဲ့လူငယ်တရုတ်ဆောင်ဖြစ်တာကြောင့်တွဲဖက်တရုတ်ဆောင်နေနဲ့အတူအရှုံးတော်ပုံဂေါလာဟာလာထွက်ခဲ့ပေမဲ့လည်းတန်ရှင်နေကုံတရင်ကိုထိမ့်သိမ်းထားနိုင်စေဖြစ်ပါတယ်။ဒါကြောင့်ဒီမောင်ဟာမျိုးဆက်သစ်မင်းသမီးတွေထဲမှာအတောက်ပဆုံးကျယ်ဝင်းဖြစ်လာမယ်လို့ရှုံကြည့်နေကြရလဲဖြစ်ပါတယ်။ဗီဒီယိုလေးအဆုံးထိလိုက်ပါပြီးတော့ကြည့်ရှုပေးတဲ့အတွက်အားလုံးကျေးဇူးများရေးတင်ပါတယ်ရှင်။